အားလုံးပဲမင်္ဂလာပါဒီနေ့ဂျွန်လ7ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေအစုံအလင်းတွေထည့်ကနေပြီးတော့ကျွန်တော်ဖတ်ရှုသည်များကျွန်တော်နားထောင်သည်များတွေကိုပြန်ပြီးတော့ဝေမျှပေးခြင်းနဲ့ပထမဆုံးကျွန်တော်ဝေမျှခြင်းနဲ့တည်င်းအချက်အလက်တွေကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်မှာရှိတဲ့ဗျိုင်းဖြူရွာเนาะဗျိုင်းဖြူရွာကိုနေပြီးတော့စကားစကားစစ်မှုထမ်းဥပဒေနဲ့လူတွေကိုဖမ်းတယ်ဖမ်းပြီးတော့စစ်မှုထမ်းဥပဒေမှာအကျုံးဝင်တဲ့ ီတင်ဒန်းတွေကိုပို့ချတယ်ပို့ချပြီးလို့ရှိရင်တော့ရှေ့တက်မှာပို့တယ်เนาะအဲ့ဒီမှာကြောက်ဖြူမှာပို့လိုက်တယ်အဲ့ဒါကအယောက်ပေါင်းဘလော့ပါလဲဆိုလို့ရှိရင်40ပါတယ်เนาะအဲ့ဒီ40ကဒီ AA နဲ့ဒီကြောက်ဖြူမှာအကြီးအကျယ်တိုက်ပို့တယ်ဖြစ်တဲ့ခါကျတော့သူတို့က AA ကိုမတိုက်တော့ဘူးเนาะမတိုက်ပြင်းနဲ့ဒီအယောက်ပေါင်း40ကပြန်ပြီးတော့ဆက်ကဆက်ကိုပြန်ပြီးတော့တိုက်တယ်เนาะသူတို့ပေးလိုက်တဲ့သနတ်နဲ့သူတို့ကပြန်ပြီးတော့မာအလာတပ်ဖွဲ့တွေကိုပြန်ပြီးတော့ ိုက်ခိုက်တယ်ဆိုတဲ့တင်းကတော့တတင်း2တတင်းကောင်းနေနဲ့ကျွန်တော်တို့တွေ့ရမယ်ကျွန်တော်အခုကတော့ဒီမြန်မာနိုင်ငံမှာဒီမအလကအပတ်စဉ်7နှစ်เนาะ7တောင်မှရောက်တော့မယ်သူတို့လူတွေအသက်ကုန်လိုက်ဖမ်းနေတယ်လူတွေကတော့အများပြားရရှိတယ်ဘလောက်ပဲသူတို့ကစစ်မှုထဥပဒေနဲ့ခေါ်တဲ့အခါမှာရှေ့တန်းမှာထွက်ပြေးတယ်ဆိုပေမဲ့เนาะအများစုကတော့သူ့လက်ထက်မှာရှိနေတယ်အင်အားတွေကတော့ရှိနေတယ်ဆိုတဲ့ဟာတော့တွေ့ရမယ်အခုအဲ့ဒီထက်မှာမှတကယ် ကျွန်တော်တို့တည်င်းကောင်းကတော့ဒီစစ်မှုထမ်းကိုပါဝင်ပေမဲ့သူတို့ကစစ်တင်နှံပြီးတဲ့နောက်ပိုင်းမှာအရောက်ပေါင်း၄၀ကအေးနဲ့ပူပေါင်းပါတယ်ဆိုတဲ့ဟာကိုနမူနာယူတတ်မယ်ဆိုလို့ရှိရင်တော့အခုစစ်မှုထမ်းမှာပါဝင်တဲ့လူတွေရှေ့တန်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးလှုပ်လို့ရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အခုသူတို့မှလူဟောင်းတွေမရှိတော့ဘူးလူသစ်တွေကို90ရာခိုင်နှုန်းလောက်သူတို့ပို့တယ်ဆိုတော့သူတို့အချင်းချင်းပဲလူသစ်တွေပဲနော်လူသစ်တွေလူသစ်တွေအုပ်ထွေးမှာဆိုလို့ရှိရင်တော့နော်သူတို့ကိုထိုင်းတဲ့လူကတော့နည်းနည်းပေါ်ပါပဲပါတယ်ဆိုတော့ဒီလူတွေကိုဖောက်ထွက်ပြီးတော့ အလင်းဝင်တဲ့လူတွေဒီဖက်မှာခရင်ပြင်နေဖက်မှာလည်းအများကြီးပဲเนาะအဲ့လိုမျိုးလှုပ်လို့ရတယ်အခုအလုံးအရင်နဲ့ထွက်တာကတော့အခုအယောက်ပေါင်း40เนาะသူတို့ပေးထားတဲ့လက်နက်နဲ့အခုကြောက်ဖြူမှာပြန်ပြီးတော့မလာစစ်သားတွေကိုအတုံးဆော်နေတယ်ဆိုတဲ့ဟာကိုတော့တင်းငောင်းခုနေနဲ့ကျွန်တော်ဝေမျှချင်တယ်နောက်တစ်ခုကတော့ဒီမကွေးတိုင်းရင်းနဲ့6မှဆိုလို့ရှိရင်တော့3ရက်အတွင်းမှာလူငယ်တွေကိုဖမ်းတယ်ခုနစေမုတ်ထဥပဒေနဲ့သူတို့ဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း30လူငယ်တွေကိုဖမ်းဆီးခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့ဒီစေမုတ်ထဥပဒေနဲ့ ဖန်းတာဆေးတာတင်တန်းတွေပေးတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့တစ်ဖက်ထိတော့မဟုတ်ဘူး normal အလားကျတော့ကျွန်တော်တို့ပြည်သူလူထုတွေမှကြိုက်တဲ့အခါကျတော့ဒီဥပဒေကိုဆန့်ကျင်တဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါပေမဲ့တကယ်တော်လည်းနေမြေတွေမှာလည်းဒီလိုပဲနော်သူတို့ကစစ်သားတွေကိုဒီလိုပဲခေါ်ကြတယ်ဒါပေမဲ့ကိုယ့်ဖက်ကအားပေးတဲ့ဖက်မှာဖြစ်လို့တာမပြောဘဲနေကြတာအချို့နေရာတွေမှာဆိုလို့ရှိရင်တော့ဥပဒေတော့မပြဋ္ဌာန်းထားဘူးဒါပေမဲ့စစ်သားအစ်စ်တွေကတော့ဒီလိုခေါ်တာပဲဒီရွာမှာဘလောက်ဘလောက်ဆိုတာတော့သူတို့ သတ်မှတ်ထားတာပဲခေါ်ကြတာပဲเนาะလက်နဲ့ကိုကြောက်တော့သူတို့သွားကြတာပဲเนาะပြည်သူလူထုတကယ်เนาะအေးအေးချစ်ချမ်းနဲ့လှူစားတဲ့လူတွေကတော့ဘသူမှသွားချင်မှာမဟုတ်ဘူးတချို့လူတွေဆိုလို့ရှိရင်တော့မိဘအိုတွေရှိတယ်တချို့လူတွေဆိုရင်မတမဆွန်းတွေရှိတယ်ဒီလူတွေကเนาะအပျော်ကြီးကြပြီးတော့ဟုတ်စစ်တပ်ထဲမှာဝင်ပြီးတော့เนาะပြစ်ခတ်တဲ့ဈာမှာအသက်ကိုဖိုက်ရမှာထိုးပြီးတော့သွားတယ်ဆိုတော့ဘသူမှလှုပ်ချင်တဲ့အလုပ်တော့မဟုတ်ဘူး နော်သူတို့ကတနက်ကြောင်းောက်ကိုကြောက်တဲ့ခါကျတော့သွားကြတာပဲနော်စစ်ဒီ PDF တွေစုမုတ်တဲ့နေရာတွေမှာလည်းဒီလိုပါပဲကျွန်တော်တို့ဒီမအလာချီးဆိုးတဲ့နေရာမှာလည်းဒီလိုပဲနော်မအလာတော့ဥပဒေနဲ့ပြတ်ထမ်းပြီးတော့ကိုချတာပေါ့နော်ဆိုတော့ဟိုအေအေကလည်းလူဒီယာလိုက်လာတယ်နော်ဥပဒေနဲ့ပြတ်ထမ်းပြီးတော့ကိုကျွန်တော်တို့ဆွဲတာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့အဲ့ဒါကတော့တစ်ဖက်ထစ်မှာတော့မဟုတ်ဘူးနော်အဖက်ဖက်မှာနော်နေရာပေါင်းစုံမှာဒီလိုတော့ရှိနေကြတယ်နော်လူဒီယာဆိုလို့ရှိရင်အိမ်မှာမနေရတော့ဘူးနော်ခိုးပြီးတော့ထွက်ကြတယ်ပြေးကြတယ်ရှောင်ကြတယ်တင်းကြတယ် နော်တာသပင်းတွေကိုသူတို့ကမိဘတွေကစိုးရိမ်နေမသိစေချင်ဘူးနော်သူတို့တွေရဲ့စိတ်ထဲမှာရှေ့တန်းကိုသွားလို့ရှိရင်ငါတာသပင်းတွေတည်လို့မယ်ဆိုတော့နော်စိတ်ထားမျိုးတွေကရှိတဲ့ခါကျတော့ဘယ်သူမှဒီစိတ်မထောက်အုပ်တွေကိုနှိမ့်ညွတ်နိုင်တော့မရှိဘူးဒါပေမဲ့တနက်ရက်ပြောင်းသွားဖို့ကြောက်တဲ့ခါကျတော့လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်အခုပေါ်တာဆွေးတယ်ပေါ်တာဆွေးတယ်ဆိုတာတင်းအာဓမဆွေးတာကိုခေါ်တာနောက်တစ်ခုကဒီစကန်တိုင်းဘလဲမှာကျွန်တော်တို့ပြစ်လိုက်တဲ့သူ့လက်မြောက်ရဲ့တက်တော့ PL ကပြစ်ချလိုက်တဲ့ရဟယံကိစ္စလည်းဒီနေ့တစ်ထည် တဲ့နေတော့မဲ့နော်အဲ့ဒါကသူတို့ကဘာဖြစ်လို့ဒီရဟင်ကိုပြစ်နိုင်လဲဆိုလို့ရှိရင်နော်အညာမှာဆိုလို့ရှိရင်သူတို့ကမထီမလေးစားအနစ်ပြန်တယ်နော်အနစ်ပြန်တဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့လက်နက်တွေနဲ့ကျွန်တော်တို့ပြစ်ချလိုက်တယ်ပြစ်ချလိုက်တဲ့ခါကျတော့အဲ့ဒီတိုက်လေရံပြန်ဆိုလို့ရှိရင်ကျွန်တော်တို့ပြစ်ချနိုင်တယ်နော်တိုက်လေရံပြန်ကိုကျွန်တော်တို့ပြစ်ချနိုင်တယ်ဆိုတာကတော့တိုင်လက်နက်တွေနဲ့ပြစ်လို့မရဘူး တော်တော်ဝေးတယ်เนาะဝေးမှပြန်ပြီးတော့သူတို့ကပြစ်တာဖြစ်တယ်ဆိုတော့အညာကလူတွေကเนาะမိခွန်းမှာကျွန်တော်တို့အင်တာဗျူးမှာဖြေထားတာကတော့သူတို့ကအနစ်ပြန်တယ်အစ်ပြေတော့မလေးစားဘူးเนาะမလေးစားဖို့အထင်သေးတယ်တော်တော်အနစ်ပြန်တဲ့အခါကျတော့ဒီဖက်ကရှိတဲ့လက်နဲ့တွေနဲ့ပြည့်တဲ့အခါကျတော့ထိသွားတယ်နော်ထိသွားတယ်အဲ့မှာပြက်ချသွားတယ်သူတို့ဖက်ကတော့အမလာဖက်ကတော့သူတို့ဒီပြူတာကတော့အဲ့ဒီမှာဆက်ချွယုံပြီးတော့ပြက်ကြတယ်ပြက်ကြတာတော့သူတို့နော်ဒီပြူတယ်နော်ဟိုဖက်ကပြည့်တယ်ဒီဖက်ကဆက်ချွယုံပြီးတော့ပြက်ကြတယ် နောက်ဘယ်တစ်ခုကမှလဲဆိုတော့ကျွန်တော်တော့မသိဘူးအခုဗီဒီယိုဖိုင်လေးတစ်ခုရတယ်เนาะအဲ့လိုမျိုးမဖြစ်ခင်မှာเนาะသူတို့ဒီအညာမြေမှာအဲ့ဒီလေးမြေမှာเนาะပြစ်တဲ့အချိန်မှာသူတို့ကတော့တော်တော်ကိုချောင်းတင်ရတယ်ပြီးလို့ရှိရင်เนาะသူတို့ပြစ်တာတော့ကျွန်တော်တို့ဒီရုပ်သံမှာတော့ကျွန်တော်တို့မကြဘူးဒါပေမဲ့လေးရံပြန်ပြက်ချပြီးတော်တော်အားရတဲ့နောက်ဗီဒီယိုဖိုင်လေးတစ်ခုဒီနေ့ထွက်လာတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ညနေပိုင်းမှာကျွန်တော်တင်ပေးမယ်ဆိုတော့အဲ့ဒါကိုလေကျွန်တော်တို့ဒီ channel မှာပဲကျွန်တော်တင်ပေးမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီမှာဒီရုပ်လောင်းက၄လောင်းရတယ်เนาะ၄လောင်းရတယ်အဲ့ဒီမှာ ဂျက်ဖိုက်တာဖြစ်တဲ့ဆိုတဲ့ဟာကိုအဲ့ဒီလေယံပြင်ရဲ့အပိုင်းအစားတွေကိုအတည်ပြုပြီးတော့ဒီနေ့သတင်းတပ်ပုံတွေနဲ့ဖော်ပြထားတာကိုတွေ့ရမယ်နောက်တစ်ခုကရှမ်းမြောက်နောက်တယောက်နေဆက်မူစေတရားငားမိုင်ကိုနေပြီးတော့ဒီမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နောက်သုံးဖွဲ့ကနေပြီးတော့သူတို့မှာအခွန်ဥစည်းဌာနရှိတယ်အဒီကနေပြီးတော့အခွန်ကိုကောက်တော့မယ်နော်ကောက်တော့မယ်အဲ့ဒါကြောင့်အဲ့ဒီမှာ company တွေတကယ်တမ်းဒီနေရာတွေကိုဖြတ်တန်းသွားလာဖို့အတွက် company မှာ content ရမယ်ပြီးလို့ရှိရင်ရင်မောင်း ရင်စသည်ဖြင့်ဒီဟာတို့ကိုသူတို့လိုအပ်တဲ့ science standard တွေမှတ်ပုံတင်ဖို့အတွက်เนาะအဒီညောင်သုံးဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမယ်နောက်တစ်ခုကဘင်္ဂလားဒေ့ရှဘင်္ဂလားဒေ့ရှကဒီမြန်ဒီစကားစနစ်ကသူတို့အခြေတင်တော်ဖြစ်တယ်အဒီမှာသူတို့တာယုံရဲ့ပြီးလို့ချက်စစ်တာမူရဲ့အကောင်လုံးသူတို့ကရုပ်သိမ်းလိုက်ပြီเนาะရုပ်သိမ်းလိုက်ပြီတတော်ကိုဒီတန်ငယ်ရေးမှာဆိုလို့ရှိရင်တော့တတော်ကိုအားပြိုင်မှုတွေဖြစ်လာတယ်သူတို့ ਨੇ စကားတွေများရတယ်အဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ကတော့ဒီ AA နဲ့ထိဆက်ဖို့အတွက် AA နဲ့ဆွေးနွေးဖို့အတွက်ညှိနှိုင်းဖို့အတွက်သူတို့ကတော့တရားပွဲပြောထားတယ်သူတို့ရဲ့တန်မှုတွေကလည်းအကုန်လုံးခေါ်ထားပြီဆိုတော့သူတို့ကတော့စောင့်ချပြီးတော့ AA နဲ့ဆွေးနွေးဖို့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ပြီးလို့ရှိရင်တော့အခုကုလသမဂ္ဂနောက်ကုလသမဂ္ဂကဒီနေ့ထုတ်ပြီးတော့ပြောလာတာကပါလဲဆိုလို့ရှိရင် AA ရဲ့ခန်းငကနာဆိုလို့ရှိရင်တော်တော်ကြီးလာတယ်ဘာဖြစ်ဆိုတော့ရခိုင်ပြည်နယ်လုံးဝနေပြီးတော့ထိန်းချုပ်ထားတာဖြစ်တယ်အများအားဖြင့် เนาะကျွန်တော်တို့နေဆက်ကိုအကုန်လုံးပိတ်ထားတာဖြစ်တယ်เนาะဆိုတဲ့ခါကျတော့ဒီ Rohingya တွေလို့ခေါ်တဲ့เนาะသူတို့ကျွန်တော်တို့ဖက်ခေါ်တာက Bengali တွေပေါ့เนาะ Bengali တွေ အခုရိုဟင်ဂျာဆိုတော့အသုံးနှုတ်ကိုအခုသုံးလာတယ်အရင်တော့တော့ရိုဟင်ဂျာဆိုတော့အသုံးနှုတ်ကိုကျွန်တော်တို့မသုံးကြဘူးเนาะအခု ICC တို့ ICJ တို့စသည်ဖြင့်ဒီလိုဟာအမှုကိစ္စတွေပေါ်လာတဲ့အခါကျတော့เนาะအဲ့ဒါကိုရိုဟင်ဂျာဆိုပြီးတော့ကျွန်တော်တို့သုံးလာကြတယ်เนาะသုံးလာကြတယ်ဘာပဲပြောပြောသူတို့ကဟိုဖက်မှာရောက်သွားတယ်เนาะရခိုင်အဓိကယုံမှာဟိုဖက်မှာရောက်သွားတယ်လို့ပြန်ပို့ပို့တွေ့ဆိုလို့ရှိရင်မအလန်နဲ့ကျွန်တော်တို့ဆွေးနွေးလို့မရတော့ဘူးเนาะ AA နဲ့เนาะထိဆက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ရတော့မယ်ဆိုပြီးမှဒီ US မှာရှိတဲ့ကုလသမဂ္ဂ နော်အဲ့ဒီဌာနချုပ်မှနေပြီးတော့လူတွေကပြောကြတယ်နော်ကုလသမဂ္ဂအကြီးအကဲတွေကပြောကြတယ်အေအေနဲ့ထိဆက်ဆွေးနွေးညီနိုင်ဖို့လိုတယ်ဒီလိုဟင်ကြအကြောင်းကိုဆိုပြီးပါသူတို့ပြောထားတာကိုတွေ့ရမယ်နောက်တစ်ခုကပကောတိုင်းပြည်ခရိုင်မှာရှိတဲ့ပေါခေါင်ရဲပေါင်တီရဲစသဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်စက္ကစက္ကစေချောင်းထိုးတယ်အဲ့ဒီမှာစေချောင်းထိုးလာပြီဆိုလို့ရှိရင်ဒီတဲ့အတိုင်းပဲမီးရှိုးတယ်မီးရှိုးတဲ့အခါကျတော့အဲ့ဒီမှာအင်အားဘလောက်ပါလဲဆိုလို့ရှိရင်တော့ စကားဆရလူတွေကအင်အားတရာကျော်ပါတယ်အဲ့ဒါမှာဒီဖက်ကနေပြီးတော့ချားဖြတ်ပြီးတော့သူတို့ကိုအမလိုက်တယ်တမလိုက်တဲ့ခါကျတော့အဲ့ဒီမှာ7ယောက်သေးတယ်နော်7ယောက်မျိုးစားဖြစ်သွားတယ်နောက်တစ်ခုကကြောက်ဖြူနော်ကြောက်ဖြူရန်ကုန်အဲ့ဒီလေစိတ်တွေမှာဆိုလို့ရှိရင်တော့လေရန်လက်မှတ်ကရင်းတော့က9သိန်းပဲနော်9သိန်းပဲရှိတယ်အခုက7သိန်းရှိတယ်တဲ့ဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်တိုင်ပွေကြောင့်ဖြစ်တယ်နောက်တစ်ခုကအဲ့ဒီမှာပွဲစားပွဲစားတွေကတော်တော်ကိုသူတို့ကငွေကြေးတွေကို ရိုက်စားလုပ်နေတယ်နော်ရိုက်စားလုပ်နေတယ်ဆိုတော့မြန်မာနိုင်ငံမှာစီးပွားရေးကျတယ်ဒါပေမဲ့တချို့လူတွေအတွက်ကတော့တကယ့်နော်အခွင့်ကောင်းပဲနော်အခွင့်ကောင်းပဲစီးပွားရေးတအားတက်တဲ့အချိန်ဖြစ်တယ်တချို့လူတွေဆိုလို့ချင်းတော့အများစုကတော့စီးပွားရေးကျတယ်စီးပွားရေးမှာလုံမဖြစ်ဘူးပရိုတိုကောအကြိုက်တိခံရတယ်ဆုံးရှုံးမှုတွေအများကြီးရှိတယ်ဒါပေမဲ့တချို့လူတွေအတွက်တော့ဒီရာသီမှာပဲဒီလိုအချိန်ကာလမှာပဲတကယ့်နော်ချမ်းသာတဲ့လူတွေတကယ့်ဝင်ဝင်ကောင်းတဲ့လူတွေလည်းရှိတယ်နော်စီးပွားရေးတိုင်းမဟုတ်ဘူးနော်သူ့နေရာနဲ့သူသူ့အခြေအနေနဲ့သူနော်စီးပွားရေးတွေကတော့ တော့ကြားရရှိတယ်လို့တက်တာလေးရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့ရမယ်။လက်မှတ်တစ်စောင်ကိုအရင်တော့က9သိန်းပဲရှိတယ်။အခုကတော့7သိန်းတောင်မှရှိတယ်เนาะအဲ့ဒီမှာလူတွေက400တောင်တင်နေတယ်အရောက်ပေါက်400အဲ့ဒီကြောက်ဖြူမှာเนาะကြောက်ဖြူမှာသူတို့စီးပွားရေးအခြေအနေမကောင်းလို့လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်တော့နိုင်ငံရေးကြောင့်ဒီလျှံပြန်ပြေးဆွဲတာကเนาะအခြေမှန်မှန်တာလည်းဖြစ်နိုင်တယ်အစစ်စစ်ထူတာလည်းဖြစ်နိုင်တယ်เนาะလူပေါင်း400အဲ့ဒီမှာတောင်းတင်နေတဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုကဒီနိုင်ငံခြားသတင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာကထိုင်းနိုင်ငံမှာเนาะလူရည်မှု ဒါတော့ဒွေရမလို့ဖြစ်တယ်သူကဆရာမလို့ဖြစ်တယ်ဆိုတော့အဲ့ဒါကဘာဖြစ်လို့သူ့ကိုခန်းလဲဆိုလို့ရှိရင်တော့နော်အဲ့ဒီမှာတားမြစ်ဆေးတစ်ခုကိုသူကတောင်းချတယ်အဲ့ဒီတားမြစ်ဆေးကဘယ်နေရာမှာတောင်းလဲဆိုလို့ရှိရင်တော့ဒီ link ကိစ္စတွေမှာနော်မတင်းချင်းတဲ့ခါတော့ဘာလို့မှအဲ့ဒီဆေးကိုတိုက်လိုက်လို့ရှိရင်သူကအေးဆေးသဘောအနေနဲ့ဖြစ်သွားတယ်မူးသွားတယ်အဲ့ဒီပြရတော့သူမသိတော့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့မတင်းချင်းဖို့အတွက်နော်အဲ့ဒီပြရတော့ဒီလီမိုကိစ္စနဲ့ပတ်သက်ပြီးတော့နော်အဲ့ဒီမှာဒီဆေးဝါးတွေကိုရောင်းချတယ်ရောင်းချတဲ့အတွက်ကြောင့်ခိုင်းရေးမှုနော်ဒါလူရေးမှု သူ့ကိုနေပြီးတော့ပြန်ပြီးတော့ထိုင်းရဲတွေကနေပြီးတော့ပြန်ပြီးတော့ဖမ်းတယ်သူ့ရဲ့အသက်ကတော့၄၆နှစ်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်သူ့ရဲ့နာမည်ကတော့အင်ဂျူလီတီယာဝွန်ပန်ဆေလို့ခေါ်တယ်နော်သူ့ရဲ့အသက်ကတော့၄၆နှစ်ရှိတယ်ဆိုတော့အမှုရေးဆေးဝါးအမှုရေးဆေးဝါးလို့ပြောတဲ့အခါမှာခုနကလေမှုကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာ ဲ့ဒီဆေးကိုတိုက်လိုက်လို့ရှိရင်သူကတော့အိပ်ပျော်သွားတယ်နော်အိပ်ပျော်သွားတဲ့အချိန်မှာအလုံးမတူဘဲနဲ့သူတို့ကဆက်ဆံမှုတွေလုပ်တယ်နော်အဲ့ဒီအတွက်သုံးဆွေးတဲ့ဆေးအမျိုးစားဖြစ်နေတယ်နော်ဒါကတားမြစ်တဲ့ဆေးဖြစ်တယ်နောက်တစ်ခုကနော်စက္ကစက္ကနေပြီးတော့ဒီတမ33တမ69တမ66တမ46အဲ့ဒီဟာတွေကတော်တော်နာမည်ကြီးတယ်နော်အဲ့ဒီတိုင်းရင်ကလူတွေကိုအခုနောက်ကတိုင်းရင်မှုတွေကိုနော်ခေါ်ယူစစ်ဆေးနေတယ် ော်ရုံဆေးဆေးပြီးတော့သူတို့ကိုရထုတ်ကိုဖြုတ်လိုက်တယ်ဖြုတ်လိုက်ပြီးတော့စစ်ကြိုရေးနဲ့စစ်ကြိုရေးမှာသူတို့ကိုပို့လိုက်တယ်เนาะဆိုတော့တပ်မ90ကကိုကတော့เนาะအဲ့ဒီတိုက်ရံတပ်မမှုကိုတော့ဘလို့လုံးလိုက်လဲဆိုလို့ရှိရင်အခုဒီမကွေးအဆက်မှာရှိတဲ့ဒီနိုင်ရကံပြူဟာကိုနေပြီးတော့အဲ့ဒီမှာဒီတပ်မ96ကဒီတပ်မမှုကအသုံးမချလို့เนาะသူ့ကိုခေါ်ယူပြီးတော့ညာတို့တွေကိုချလိုက်တယ်ပြီးလို့ရှိရင်တော့အခုနိုင်ရမှာသူ့ကိုစစ်ကြိုရေးမှာထားတယ်နောက်တစ်ယောက်ကတော့เนาะအဲ့ဒီတပ်မ33အဲ့ဒီဘုံမှုချုပ်ကျော်ဆန်းမြင့်เนาะကျော်ဆန်းမြင့်ကိုကြာတော့သူက ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဟုတ်ဖာကန်ဖက်မှာနော်ဖာကန်ဖက်မှာအဲ့ဒီမှာကျောင်းစင်းလုတ်ကွဲတွေမှာဆိုလို့ရှိရင်သူ့ရဲ့ယာဒူးနဲ့မဆိုင်ဝင်းနဲ့ယာဒူးတို့ကအလုတ်သုံးစားလုတ်တယ်ဒီကျောင်းစင်းတွေကိုတွဖို့တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့သူကတကယ်နော်လက်စားမှုတွေရှိတယ်နော်အဲ့ဒါကြောင့်သူ့ကိုခေါ်တယ်ခေါ်ပြီးတော့သူတို့ကယာဒူးဖြုတ်ချတယ်ဖြုတ်ချပြီးလို့ရှိရင်တော့အခု secure ရေးမှာပို့ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဒီ secure ရေးစခန်းရဲ့နာမည်ကတော့ကျွန်တော်တို့နန်တွင် secure ရေးစခန်းဖြစ်တယ်နော်အဒီမှာပို့ချင်ကိုခံရတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ AR ဗီတိုင်းဖြာပုံပါနော်ဖြာပုံ0.8 ရှင်မြန်တိုင်းရင်ကနေပြီးတော့တက်မမိုးကိုနေပြီးတော့ဒီဆက်ကဆက်ကနေပြီးတော့ဖမ်းတယ်။ဘာဖြစ်လို့ဖမ်းလဲဆိုလို့ရှိရင်တော့သူကတော့အခုတက်တာအစ်တဲ့စူဆောင်းတယ်နော်။ဒီလူအစ်တဲ့ကိုစူဆောင်းတယ်။စူဆောင်းတဲ့ခါကျတော့အဲ့ဒီမှာဒီဒင်းနားနေမှာပို့တယ်။ပို့တဲ့ခါကျတော့အဲ့ဒီနေရာကနေပြီးတော့လူတွေကနေစင်းနေအမြထွက်ပြေးတယ်။နော်ထွက်ပြေးတယ်။အဲ့ဒီတက်တာသေးတယ်ကိုအစ်တဲ့ပြတော့ခေါက်ခေါက်မုံမုံမထင်းထားနိုင်ဘူး။တော့မထင်းထားနိုင်တဲ့ခါကျတော့သူရဲ့အပေါ်ကလူတွေပေါ့နော်။တက်တာအစ်တဲ့ကိုခဏခဏပြေးတဲ့အတွက်ကြောင့်ဒီစစ်ဖက်လူခြုံရဲကနေပြီးတော့သူ့ကိုဖမ်းလိုက်တယ်နော်။ဖမ်းလိုက်တယ်။ဖမ်းပြီးမှအခု ဒီဆက်စိမှုတွေကိုခံနေရတယ်အဲ့ဒါကလည်းတိုင်ရမှုပဲเนาะတိုင်ရမှုပဲအဲ့ဒီမှာဖြာပုံမှာဖြာပုံတော့ဘာလို့ဆိုရင်တော့ AA ဆေးပဲရှိသေးတာပေါ့เนาะဒီဒီဖက်မှာပဲရှိသေးတာကိုဒီအရာဒီတိုင်အဆက်မှာပဲရှိသေးတာကိုဒီ AA ဝင်တာဒီဖက်မှာထင်မှာမဟုတ်သေးဘူးเนาะအဲ့ဒီမှာမူဘင်းတို့ခုနကဖြာပုံတို့လက်ပုတ်တာတို့ဘာလို့ဆိုတော့เนาะနည်းနည်းပဲ A ချမ်းနေတာပေါ့เนาะဒီဖက်မှာဆိုတော့အများစု အများနေရာအများစုကတော့ကျွန်တော်တို့ A ချမ်းမှုတွေရှိသေးတဲ့နေရာတွေပေါ့เนาะအဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်လည်း ခုနကတတတေးတဲ့ဆူဆောင်းတယ်တတတေးတဲ့ဆူဆောင်းတဲ့ခါကျတော့နော်အဲ့လိုမျိုးခဏခဏခက်ပြတဲ့အတွက်ကြောင့်အဒီတိုင်ရမှုကနေပြီးတော့ဖန်ခါရတဲ့စစ်စစ်မှုတွေခါရတဲ့ဆိုတဲ့ဟာကိုလည်းဒီနေ့တတိယမီဒီယာတွေမှာဖော်ပြကြတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လ17ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးကြပေးကျွန်တော်ဒီ